အဓိကအပြင်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုဆွဲထားတဲ့ဟုတ်လားအမှုတွေနဲ့ပတ်သက်ပြီးတော့နော်အမှုတွေနဲ့ပတ်သက်ပြီးတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းတူတဒန်းကုတ်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်အဲရှင်းနေလိုက်တဲ့ရှင်းနေရနေပြီးတော့ ICC တရားသူကြီးရှိရနေပြီးတော့သူကမြန်မာလက်ရှိနိုင်ငံတော်ကြီးကြီးတွေကို ဖမ်းဖို့အတွက်ဝရန်တောင်းတာဝရန်တောင်းတော့တချို့ကအဲ့ဒါကိုထင်အောင်ထင်မားနဲ့ဖမ်းဖို့အတွက်ဝရန်ထုတ်တယ်လို့သူတို့ကထင်ကြတာဒါကလည်းပြောရရင်တချို့တာဇန်တွေကအင်္ဂလိပ်စာကောင်းကောင်းမတတ်တဲ့တာဇန်တွေရှိတယ်အင်္ဂလိပ်စာကောင်းကောင်းမတတ်တဲ့တာဇန်တွေကပြောရလို့ရှိရင်တော့ဗျာဟိုဘလူးခေါ်မလဲအဲမပြည့်တော့ဘူးကဘောင်မေးခတ်တာပေါ့နော်အဲအဲ့လိုမျိုးပေါ့သူတို့အင်္ဂလိပ်ဟာတွေနဲ့ကျွန်တော်တို့ရှိလာတင်တယ်တင်တော့ကျွန်တော်တို့ကအဲ့ဒီ website ကိုကျွန်တော်တီးပြီးတော့ကြည့်ပြီးတော့ကြာပါပြီကျွန်တော်တို့ကတတိယဒီသတင်းတွေပဲထိုင်ကြည့်နေရတာပေါ့နော်အဲ့မှာသူရေးထားတာက the international criminal court chief prosecutors asked judge on Wednesday to issue an arrest warrant for the head of Myanmar military regime for alleged crimes committed against the country Rohingya Muslim minority ဆိုပြီးတော့ဒီလိုရေးထားသူရေးတာ the international criminal court chief prosecutor prosecutor ဆိုတော့တရားစွဲတဲ့ရှေ့နေပေါ့နော်တရားလူရှေ့နေပေါ့ ask judge on wednesday သူကဒီတရားသူကြီးကိုဒီဟိုနေ့မှာဟိုဗိုလ်ဘူးနေရမေးတယ်ပေါ့နော် to issue to issue to issue ဗောဗျာ issue ဆိုတော့ထုတ်ပေးဖို့ဗောနော် to issue an arrest warrant for the head of သူဒါလေးရေဒီကဒီကဒီဟာကဒီသတင်းတစ်ခုလုံးကခြုံကြည့်လို့ဒီသတင်းတစ်ခုလုံးရဲ့အနှစ်ချုပ်ပဲအပေါ်ကကျွန်တော်တို့ second line up ကဆိုအောက်မှာကတော့သူကဗာလဲဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ background story တွေကိုပြန်ပြောပြထားတာဗောနော်ပြန်ပြောပြထားတာအဲ့တော့ဒီဟာကိုဖတ်လိုက်တည်းရဗျာကျွန်တော်တို့ကသိတာဗောဒါကြီးဖတ်ဩသူကဒါဟိုသူကဒီတရားသူကြီးရှိမှာ လက်ရှိနိုင်ငံတော်အကြီးအကဲတွေကိုဟုတ်လားဖမ်းမှုအတွက်ဝရမ်းတောင်းတာဒါရှင်းရှင်းလေးပဲ။ဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာဗျာ။နတန်ယာဟုတို့ဟုတ်လားပြောလို့ရှိရင်ဟုတ်လားဒီကတမရပူတင်တို့ဒါတွေကိုဖမ်းဝရမ်းထုတ်ထားတယ်ဆိုတော့ဖမ်းဝရမ်းထုတ်တယ်ဆိုတော့လူတွေကဒီတမရကြီးတွေတောင်ပြူပြဲဖြစ်နေတယ်ဆိုတော့မပြောရရင်မြန်မာနိုင်ငံကဟုတ်လားဒီနိုင်ငံတော်အကြီးအကဲတွေကိုဖမ်းရင်ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတော့ပြူပြဲမှာပဲဆိုတော့ဟာနေပေါ့ဗျာ။သူတို့ကပြောရရင်ဒီ မြန်မာနိုင်ငံရဲ့အမှုကိုလိုက်နေတဲ့တရလူရှိနေကနည်းနည်းသူကနိုင်ငံကြီးအကင်းပါတယ်လို့ခေါ်ရမှာဖြစ်တယ်လို့သူ့နောက်မှာဒီ power run ကိုတောင်းခိုင်းတဲ့အုပ်စုစုကရှိနေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့သတင်းတွေအဲ့ဒါနဲ့ပတ်သက်ပြီးဆက်ဆက်သတင်းတွေလိုက်ရှာတဲ့အခါကျတော့ तू ကဒီမှာကျွန်တော်တို့ agency အမ routers မှာသတင်းတခုသွားတွေ့တယ်အဲ့ဒါကဘာလဲဆိုတော့ reaction to the icc prosecutors warrant request for မြန်မာ military leader တဲ့မြန်မာ military leader ကို ဖမ်းဖို့အတွက် warrant ထုတ်ပေးဖို့တောင်းဆိုတာနဲ့ဟလာဒီဒီတရားလူရှိနေက ICC မှာတောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ reaction ပေါ့ဗျာတုံ့ပြန်မှုများဆိုပြီးတော့သူကရေးထားတယ် Reuters သတင်းဌာနမှာเนาะသူအဲ့မှာရေးထားတာ the procurator of the international criminal court ICC on Wednesday said he was seeking an arrest warrant for the Myanmar military leader in May Leader may online for the crimes against humanity linked to the alleged prosecution and the deportation committed against Rohingya ဘာသာသူရေးထားတယ်ရေးပြီးတော့ तू ကဘလူရီရှီယာဘလူရီရှီယာ reaction တွေကိုလှမ်းတောင်းထားလဲဆိုတော့ထုံးခင်ထုံးခင်ရေညာအရေးကိုအဓိကလုပ်နေတယ်နော်ရေညာအရေးနဲ့ထမင်းစားနေရတယ်ထုံးခင်ရှီယာနဲ့ reaction လှမ်းတောင်းတာအဲထုံးခင်ကသူကဘာပြောတာ this is a rare this is a rare day of the celebration for the rohingya ဘာညာဟောဗျာ तू ကလည်းပြန်ပြီးပြောအမှန်မှန်က ဒီဟိုရန်တောင်းဖို့အတွက်ကိုဒီဟိုနင်းကိုခုနပြောတဲ့ prosecutors ကိုဟိုနင်းလောက်တာက guideline ပေးတာလေဒီကောင်တွေပဲထုံးခင်ရဲ့နောက်တစ်ယောက်ကဘာလဲဆိုတော့ Ronnie San လို့ရင်သူတို့ကပြောရရင်ကိုပေါ့ကိုဇက်တိုက်ပြီးတော့ကိုပေါ့ကိုပြောကြတာပါဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာဗျာဒီတော်လန်ရေးပါလို့စော်ဖန်ရေးပါလို့အုပ်စုတွေဘက်မှာဟိုကောင်းတဲ့နာတခုမှမရှိဘူးကောင်းတဲ့တခုမှမရှိဘူးဘာကြောင့်လဲဆိုတော့ဟာလာတစ်ဖက်မှာရှိတဲ့တရုတ်နဲ့မြန်မာအစိုးရနဲ့အဆင်ပြေသွားတယ် အဆင်ပြေသွားတဲ့အတွက်လက်ရှိအနေအထားမှာတိုင်းပြည်ကရှေ့ကိုလှမ်းဖို့အတွက်အားလုံးကတာဆူနေတယ်။အဲ့ဒီလိုပဲဘာဖြစ်လဲဆိုတော့ကျွန်တော်လက်ရှိအနေအထားမှာတတိုင်းပြည်တော့လည်းပျော်ရွှင်နေကြတယ်နော်။နောက်ပြီးတော့ဒီဘက်မှာရှိတဲ့ဟိုတက်ကလည်းဒီအကြမ်းဖက်အုပ်စုတွေကိုစကန်တစ်ခုပြီးတစ်ခုသိမ်းနေတယ်။အဲ့တော့ပြောရလို့ရှိရင်ဒီတော်လန်ရေးပါလို့ဘာလို့ဆိုတဲ့ကောင်တွေအတွက်ကဒီပြောရရင်2025တောင်မဝင်သေးဘူး2024အကုန်ပိုင်းမှာပျော်စရာတရင်တစ်ပတ်မှမရှိဘူး။ ဲ့တော့ပြောရရင်ဒါကျွန်တော်သတင်းစကားနဲ့ပြောရရင်သတင်းဖောက်ခွဲလိုက်တာသူတို့ဘက်ကလူတွေကိုပြောရလို့ရှိရင်လေလေပြလိုက်တာသူတို့ဘက်ကလူတွေတွေ့လားမာသွားဖန်ရန်တောင်းနေပြီတွေ့လားဆိုဒီလိုလှုပ်လိုက်တာဒါပေမဲ့အဲ့လိုသတင်းအဲ့လိုမျိုးတွေကကြံခဲ့တဲ့အနှစ်30အနှစ်20လောက်ကလုံရင်တော့တော်တော်များများရင်ခုန်လိမ့်မယ်ဒါပေမဲ့ဒီဘက်မှာကပြောလို့ရှိရင်နိုင်ငံတော်ဘက်မှာရက်တီတဲ့ qualify ဖြစ်တဲ့ကျွန်တော်တို့လိုသတင်းသမားတွေကတပုံကြီးဖြစ်နေတယ် အဲ့တော့ဒီကောင်လေးဘလို့မှ online လုပ်လို့မရအောင်ကျွန်တော်တို့ကဒိုင်းဆိုအဲ့တဲ့ရင်ကျွန်တော်အောက်မှာရင်လာပြီးတော့မှန်တာပါမှန်တော့ညီလေးတို့မင်းစာအုပ်သေးချာပြန်ဖတ်လာအဲ့လို့ဒါမှမဟုတ်လို့ရှိရင်အဲ့လိုဟာမျိုးတွေဖတ်မယ်ဆိုရင်မင်းအင်္ဂလိပ်စကားကိုအင်္ဂလိပ်စာနဲ့စကားကိုသေချာသင်လိုက်လို့ကျွန်တော်ပြောလိုက်တယ်နော်ပြောလိုက်တယ်အဲ့မှာတွေကဗျာ request ဆိုလေက ask ဆိုတာလည်းပြောရတာတောင်းခံတာပေါ့ဗျာ run တောင်းတာပေါ့ဗျာတောင်းနိုင်တာပေးရမယ်ဆိုလို့ရှိရင်ဗျာအဲ့ဒီဟဲ့လားဒီဟိုနင်းတို့ဘာလို့ ICC ကတရားသူကြီးတို့ဘာလို့ခင်ဗျာဒီလောက်ဒီလောက်ဆိုလို့ရှိရင်ခင်ဗျာတို့တွေအသက်ခံရပြီလောက်ကျွန်တော်ပြောချင်တာနော် ။ဘာကြောင့်လဲဆိုတော့အမေရိကန်သမ္မတကိုတခါဖမ်းဖို့အတွက်ဝရန်တောင်းတယ်လေ။ဟိုနင်းကိုဂျော့ဘူးကိုလာမသိဘူးဟုတ်လား။ဒီဟိုနင်းမှာအီရတ်မှာဖြစ်နေတဲ့အီရတ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်ကိုဂျော့ဘူးမှာတာဝန်ရှိတယ်ဘာညာဆိုပြီးတော့ဒီဟိုနင်းကနေပြီးတော့ဟိုဒီဒီအီရတ်ဘက်ကဖြစ်တဲ့လူတွေကလမ်းတောင်းတောင်းတော့ဘာလို့အမေရိကန်အဲ့ဒီယုံယူပါတဲ့အဲ့ ICC ယုံယူပါဘုံကျဲမှာတော့လေဆိုအဲ့လိုပြောလိုက်အဲ့ဒီစီစီဆိုတော့အဲ့လောက်ကြီးကဘာမှလေးစားရတဲ့အဖွဲ့အစည်းမဟုတ်ဘူး။နော်လေးစားရတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ it has been 5 years since the start of our case day. our our case day. now it is the time to end them getting away with committing crimes against us crime against astrobar we welcome this move and we hope that the arrest warrant will, will be the permit permitted quickly ဒါကပြောရလို့ရှိရင် make story ပေါ့နော် no? တရင်ဖောက်ခွဲတာပေါ့ဟိုသူတို့ဘောက်သူတို့တိုင်မြင်ကြိုက်လောက်လာတယ်ပြောရမယ်ဝရန်တောင်းတာဗျာခင်ဗျာရှင်းနေတယောက်ကမောင်ပြူမောင်မဲကိုဖမ်းဖို့ဝရန်တောင်းထုတ်ပေးပါဆိုပြီးလှုပ်လို့ရတာပဲလေဒါပေမဲ့အပြည့်ရှိခြင်းမရှိခြင်းတောင်းအပြည့်ရှိတယ်မရှိဘူးတော့မဆုံးဖြတ်ရသေးပဲနဲ့ခင်ဗျာဝရန်တောင်းတယ်ဆိုတော့ဒီရှင်းနေရပြောရရင်တော်တော် unqualified ဖြစ်တာပေါ့နော်ဘယ်လိုခေါ်မလဲတော်တော်အရေးကြီးညံ့ဖြစ်နေရှင်းနေဒါပေမဲ့ဒီလိုလေးသူဒီဟာလေးကိုသတင်းထုတ်နိုင် ထုတ်လိုက်နိုင်တဲ့အတွက်တော့သူ့အတွက်တော့နည်းနည်းလေးတော့ဘာညာငွေစားလေးရှင်ရှင်သွားမှာပေါ့ဗျာနော်ကျွန်တော်အဲ့လိုပြောချင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဘက်မှာတော့ဒီခုနင်းပေါ့နော်ဒီတော်လန်လိုလိုဆော်ဖန်လိုလိုအုပ်စုတွေဘက်မှာတော့အာသူကျွန်တော်တို့အောက်မှာလာမှန်တာပေါ့ကျွန်တော်တို့ရဲ့တယ်လီဂရမ်အောက်မှာလာမှန်တာဟာတဲ့အော်မင်းမင်းပြေးဖို့ပြင်သားတော့ပါလို့ပြေးဖို့ကပြင်သားတယ်ကျွန်တော်မနက်ပိုင်းမနက်တိုင်းပြေးတယ်ဘာလို့စောင်းနှင်းဝင်လာပြီစောင်းနှင်းဝင်လာတဲ့အတွက်တစ်ခါတည်းလမ်းလျှောက်တယ်တစ်ခါတည်းပြေးတယ်အဲ့ဒါတော့အမြဲတမ်းပြင်သားတယ် ကျွန်တော်ပြောချင်တာအဲ့တော့အဓိကအဖြစ်ပြောချင်တာကအဲ့လောက်လေးနဲ့တက်မလာရင်မဟုတ်တော့ဘူးလို့ကျွန်တော်ပြောချင်တာနော်။ဘာကြောင့်လဲဆိုတော့ဒီမြန်မာသတင်းတွေကမြန်မာသတင်းရဲ့ဝင်ကတိတ်ဝေးမို့တိတ်အများကြီးမရှိဘူး။နော်။အဲ့တော့ကျွန်တော်တို့ကဒီသတင်းတွေကိုထောက်လိုက်တဲ့အခါကျလို့ရှိရင်ဘယ်သတင်းကတော့ဘယ်ဘက်ကကြာရှုံးကန်းဘယ်သတင်းကတော့ဘယ်ဘက်ကအောင်မြင်ကန်းဆိုတော့ကျွန်တော်တို့အကုန်သိနေ။လက်ရှိဒီကနေ့ဒီအချိန်2024ကုန်ကန်နီးမှာ အန်ယူဂျီနဲ့ PDF အတွက် ကောင်းတဲ့တခုမှမရှိဘူးအဲ့တော့အဲ့ဒါတွေကောင်းတဲ့မရှိရတွေကိုဒီဘက်ကရိုဟင်ဂျာအုပ်စုကနေပြီးတော့ဝင်ဖြည့်ပေးတာဒါပဲကျန်တာဘာမှမဟုတ်ဘူးဒါပဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့အောက်မှာလာမန့်တဲ့ညီလေးတွေညီကျော်တွေညီမကျော်တွေကိုလည်းပြောမယ်ဟိုအဲ့လောက်မတုံးနဲ့လို့အဲ့လောက်မတုံးပါနဲ့လို့နော်ကျွန်တော်အဲ့လိုပဲပြောချင်တာဒါကြောင့်မလို့ကျွန်တော်ကဒီသတင်းလေးကိုကျွန်တော်တို့အော်လို့သုံးတော့သုံးသက်ပြအောင်မယ်ဆိုပြီးကျွန်တော်နေပြအဲ့တော့နောက်ပြီးကျရင်တက်လာလိုက်မယ်ဒီည၈နာရီသတင်းတွေပါကြီးကြရင်အဲ့ဒီမှာ အာဒီမှာထုံးခင်းကတုံ့ပြန်တယ်ထုံးခင်းတို့ ਨੇ မေးမယ်ပြီးလို့ရှိရင်ခုနပြောတယ်ဟလာဒီရိုနေဆန်တို့ ਨੇ မေးမယ်မေးလို့ရှိရင်ဟာဒါကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုအပေါင်အရင်တန်တယ်ပြောမယ်ပြောပြီးပြီးသွားတာပဲလीပြောပြီးပြီးသွားတာပဲเนาะဒါတော့ပဲလာဒီတင်ဒီလောက်ပဲဒီစင်းကဒီမှာဆုံးသွားပြီကျွန်တော်တို့အခုပြောပြတယ်ဒီထက်မပိုတော့ဘူးပိုလို့လည်းမရဘူးပိုလို့လည်းမရဘူးအဲအဲ့လိုမျိုးเนาะထားပါတော့အဲ့တော့နောက်တစ်ခုကကြတော့ဒီပြောလို့ရှိရင်ဒီအညူးကြီးအုပ်စုကခမရတကယ်ကြားဖြန့်ခိုင်းဖြစ်နေပြီလူလိန်အုပ်စုကြီးဖြစ်သွားပြီအညူးကြီးက တကယ့်ကိုခင်ဗျာ naughty union ဂိုင်းပေါ့နော် and new g ဆိုတော့ naughty union ပေါ့နော်လူနောက်တွေဖွဲ့ထားတဲ့ဂိုင်းဖြစ်နေနော် naughty union ဂိုင်း and new g အဲ့ဒါတဲ့အဲ့တထားတော့ဒီအုပ်စုကခင်ဗျာပထမသူကနှစ်ကုန်ကန်ဒီတိုင်းသူတို့ပြောမဲ့စကားရှိတယ်2000မှ2024ကုန်တော့မယ်ဆိုရင်2025ဟာအာနာရှင်အမြင့်ပြတ်မဲ့နှစ်ဖြစ်တယ်ဆိုပြီးလာလိမ့်မယ်သူကဒါမဲ့2020နှစ်မှာပြောတယ်2023မှာပြောတယ် 2024ကျတော့ तू ကမဟုတ်တနစ်ချင်းမပြောတော့ तू ကတခါတည်း तू ကအချီးပြောလိုက်တာအချီးရောငုံလိုက်တာတော်လာရေးတော့တဲ့2030အထိပြင်ဆင်ထားဖို့ NUG တမနာဒူဝါလက်ရှိလာကနိုဝင်ဘာ26ရက်နေ့မှာပြုလုပ်တဲ့ NUG ရဲ့ Naughty Naughty Union ပေါ့ Naughty Union Guy ပေါ့နော် NUG ရဲ့တဲ့28မြင်းဆောင်2024အစည်းအဝေးမှာဖွင့်ရလာပါတယ်ဆိုပြီးတော့တရင်ဌာနတကူမှာဒီလိုရေးထားတယ်အဲ့မှာသူကပြောအဲ့တရင်လေးတော့ကျွန်တော်ပြီးအောင်ဖတ်ပြမှာပြခင်ဗျားတို့ဒါနည်းနည်းလေးပေါ့နော်ဟို သုံးသက်လို့ရအောင်ကိုယ့်ဘောက်ကိုစဉ်းစားလို့ရအောင်ယူရတာဒါအန်ယူဂျီကျွေးကြော်မှုသမျှအချိန်အဝေးဆုံးဖွင့်ရလာတာဖြစ်ပြီးတဲ့ပြည်သူလူထုကို2021ခုနှစ်အတွင်းမှာ3ရက်3လ6လပဲတိခတ်မှုပြောခဲ့မှုနဲ့စတင်ခဲ့တဲ့အန်ယူဂျီက2022ခုနှစ်ကိုကူးပြောင်းတော့မယ့်အချိန်မှာ2022ခုနှစ်ကတော်လန်ရေးအောင်ဝဲရမယ်နှစ်လို့ဒေါ်စင်မာအောင်အပါဝင်အန်ယူဂျီခေါင်းဆောင်ကလူထုကိုကြုံသိမ်းခဲ့မှုပါတယ်တဲ့တစ်နှစ်ချင်းတစ်နှစ်ချင်းအချိန်တက်မှာနော် ဒါပေမဲ့2022ခုနှစ်အတွင်းကလည်းအောင်ပွဲမရအောင်ပွဲမရချိန်မှာဥယျာဉ်မှဒေါ်စင်မောင်တို့လိုတဲ့လူလူကြားမကြာခဏမြင်တွေ့နေရသူတွေနဲ့အန်ယူဂျီခေါင်းဆောင်ပိုင်းတွေကပဲတဲ့2023ခုနှစ်ကအဆုံးအဖြတ်အတွက်အဆုံးသက်နှစ်လို့ထပ်မံမျိုးဆွဲကြပြန်ပါသေးတယ်တဲ့ပြီးတော့2023မှာလည်းအဆုံးသက်အတွက်အဆုံးအဖြတ်မဖြစ်လာချိန်မှာအန်ယူဂျီခေါင်းဆောင်တွေက2024ခုနှစ်ဟာပန်းတိုင်ရဲ့အနီးကပ်ဆုံးရောက်မဲ့နှစ်လို့ပြောလာကြပြန်ပါတယ်တဲ့တနည်းချင်းဆွဲသွားတာ ဒါပေမဲ့သူက2023အတွင်းမှာအန်ယူဂျီထောက်ပို့တွေနဲ့အန်ယူဂျီဝန်ကြီးတွေကပြည်သူလူထုအလှူငွေတွေကိုတဲ့ကိုကြိုးတုံးပြီးပြပမှာစားတောက်ဆိုင်တွေစတိုးဆိုင်တွေဒေါ်လာသိန်းသန်းချီတန်တဲ့အိမ်ယာဝယ်ယူမှုတွေမြန်မာပြည်ရင်းကလူငယ်တွေကို CDM ဆိုပြီးပညာရေးသပိတ်မှောက်စေခဲ့ပေမဲ့ကိုယ်ရင်သွေးကိုကြတော့တဲ့ပြည်သူအလှူငွေနဲ့ဒေါက်တာဘွဲတွေပါထည့်ယူစေခဲ့တာတွေပါတဲ့ဒေါ်လာသန်းချီအာဂရီမှုတွေပေါ်ပေါက်လာတာအင်အားကြီးတဲ့တိုင်းရင်းသားလက်နက်ကင်တွေစီယုံပြီး ဖယ်တွယ်တက်မလို့ထူထောင်နိုင်မှုလမ်းစားမပြုတ်လောက်နိုင်တဲ့အပြင်နဲ့အင်အားနဲ့ဒေသန္တရလက်နက်ကင်တွေကိုတက်ဖြတ်ချေမုန်းတာအန်ယူဂျီနဲ့ပါသုံးလုံးနယ်မြေတွေမှာတော်လှန်ရေးအင်အားစုဘက်ကဒီမိုကရေစီလှုပ်ရှားတဲ့အမျိုးသားတွေတက်ဖြတ်ခံရအမျိုးသမီးတွေမဒိန်းကျင့်ခံရတဲ့အပြင်ပါသုံးလုံးလက်နက်ကင်တွေရဲ့တစ်မောက်ဟုန်မှုတွေလောင်းကစားသမားတွေနဲ့ကိုကျိုးရှာမှုတွေအာဂရီမှုတွေဖော်ထုတ်တိုင်ကြားတဲ့အန်ယူဂျီရဲ့ကဏီမျိုးနဲ့ပညာရေးတောင်ငံစီဒီယန်ကျောင်းဆရာမိသားစုကို၃နှစ်သမီးပါမကျန်ပါသုံးလုံးနယ်မြေမှာ လယ်လီအသက်ခံရပြီးတရားခံကိုအန်ယူဂျီဖော်ထုတ်မပေးနိုင်တဲ့ဖြစ်စဉ်တွေဖြစ်ခဲ့အပြီးမှာအန်ယူဂျီအပေါ်လူလူထောက်ခံမှုကြာဆင်းလာတယ်လို့ဒူဝါလက်ရှိလက်ကိုယ်တိုင်လည်း2025နှစ်ကိုအောင်ပွဲရမယ်လို့အရင်တုန်းကလို့မပြောရတော့ပဲကြိုတွက်ကြိုတွက်ပြင်ဖို့နဲ့ကြိုတင်ပြင်ဆင်ဖို့အတွက်2030အထိအကြမ်းမြင်ပြင်ဖို့ပြောလာတာပါတဲ့သူကတိတ်ပြီးတော့ဒူဝါလက်ရှိလက်လဲသွားပြီတနည်းချင်းသွားနေတာလေတိတ်ကြတယ်တဲ့ တခါတော့9နှစ်လောက်ကြိုသွားထားလိုက်မယ်ဆိုတော့2030အထိပြင်ဆင်ထားဖို့ဆိုပြီးတော့အဲ့ဒါကိုမှနားမလည်ကြသေးရင်လိန်တဲ့လူကအပြစ်မဟုတ်ဘူးခမအလိန်ခံတဲ့လူအပြစ်လိန်တဲ့လူမှာအပြစ်မရှိတော့ဘူးဒီပုံစံတိုင်းဆိုရင်ခမဇင်မောင်လိန်နေရီမွန်တို့ဇော်ဝေဆိုးတို့လိန်နေပြီးတော့ဒူဝါလက်ရှိလက်လိန်နေဒူဝါလက်ရှိကတော့သူကနှစ်တိုင်းနှစ်တိုင်းလိန်နေကြသူကနှစ်တိုင်းလိန်နေဒါပေမဲ့ ဒီနှစ်ကြာသူကနည်းနည်းထူးဆန်းပြီးတော့သူကဘာဘာပြောလဲဆိုခုနကျွန်တော်ပြောသလိုတန်တချင်းလိန်နေတာငါတို့သိကြတယ်တာဝန်ကြီးရေငါးနှစ်တခါလဲတန်းလိန်လိုက်မယ်အေး2025နေ2030အတွင်းกว่าဆိုပြီးတော့သွားလုပ်လိုက်တာအဲ့တော့လိန်တဲ့လူမှတာဝန်မရှိတော့ခင်ဗျားတို့အလိန်ခံနေတဲ့လူတွေတာဝန်ရှိလာ ပြီခင်ဗျားတို့ကအလိန်လိန်ခံရတာကိုပျော်နေကြလာတော့ကျွန်တော်လည်းမသိပန်းဆယ်လူရဲ့ဗျာဒီလောက်ပန်းဆယ်လူလိန်ပြီးတော့အလူခံထားတဲ့ဟာနေအိမ်တွေတိုက်တွေဝယ်နေကြတော့ခင်ဗျားတို့ ကျွန်တော်ကိုယ်ရင်သွေးတွေတချို့ဆိုလို့ရှိရင်မထူးလျှော့ဆိုပြီးတော့ဟိုဘယ်လိုခေါ်မလဲစီဒီယန်လောက်ခိုင်းနေတဲ့မိဘတွေရှိနေသေးတယ်အတော်ဆိုးတယ်ဗျအတော်ဆိုးတယ်အမကျွန်တော်ဆက်ဖက်ပြမယ်အပြောင်းလဲတွေကခက်ဆဲသေးလာနေတယ်ဆိုတာတွေ့ရပါတယ်တဲ့တချို့ကလည်းအပြောင်းလဲတွေနဲ့ပတ်သက်ပြီးစိုးရင်စိုးရင်ချက်တွေရှိနေတာတွေ့ရပါတယ်တကယ်တော့တော်လိုင်းရင်းဆိုတဲ့အနက်သဘောကအပြောင်းလဲကိုဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသတိရဖို့လိုပါတယ်တဲ့ အဲ့ဒီအပြောင်းလဲတွေကတိုင်းပြည်နဲ့လူလူအတွက်ကောင်းတဲ့အပြောင်းလဲတွေဖြစ်ဖို့ပဲကျွန်တော်တို့အားလုံးဝမ်းဝမ်းချီးကျူးရမယ်လို့ယူဆတယ်။ကျွန်တော်တို့ကအပြောင်းလဲကိုစိုးရိမ်လို့မရဘူး။အပြောင်းလဲကိုကြီးမှုနိုင်ဖို့ကသာအဓိကကြရဲနားလည်ထားဖို့လိုပါတယ်။အခုဆိုရင်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်းကြီးဌာနအသီးသီးကသက်ဆိုင်ရာကဏ္ဍနယ်ပယ်လိုက်လှုပ်ရမယ့်မှာပြီးတော့ဆွေးနွေးချက်တွေကိုလုပ်နေတာရှိပါတယ်။အားတော့နော်တို့ခင်ဗျားတို့လူလူအော်တန်ဆိုရေရုပ်ရှင်ကကြည့်ဘူးတယ်မလား။အဲအဲ့မှာလေဘိုးဘကိုကြီးပြောသလိုပေါ့နော်ဘိုးဘကိုကြီးပြောသလို ဟာစဘလာဆိုရကြီးကမကြခင်မှာသူ့အလိုလိုပြိုပြက်သွားပါတော့မယ်လို့ဒီဘဘောက်ကပြောတော့အဲ့မှာရွာသားတယောက်ကထမေးတယ်။ဖာစဘလာဆိုရကြီးကလည်းသူ့ဘောက်သူအလိုလိုပြိုပြက်သွားမယ်ဆိုတော့ခမားသိနေတာဘာကြောင့်မလို့တော်လိုင်းရေးလုံနေရတာလဲလို့မေးတော့ဟာတဲ့မင်းရတဲ့မင်းတော်လိုင်းရေးကိုသစ္စာဖောက်တဲ့ကောင်နဲ့ဒီလိုမင်းကမျိုးမေးရလားဆိုပြီးတော့ခမားကကြည့်ဘူးမှာပါလူ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 အောင်တန်တယ်လူလူအောင်တန်လူလူအောင်တန်ဆိုရုပ်ရှင်ကားမှာအခုလည်းအဲ့လိုဖြစ်နေပြီ။အခုကလည်းပြောရလို့ရှိရင်သူတို့အနေနဲ့တကယ်ကိုဟုတ်လား ဘာပြီးွားရေးဆဲထားပါတယ်တဲ့ကျွန်တော်တို့ဟာတဲ့လာမယ့်2025ခုနှစ်အတွက်လေကြိုတက်ပြီးပြင်ဆင်ပြင်ထားဖို့လို့ဆိုတော့2030လောက်အထိအကြမ်းမြင့်တွက်ချက်ပြီးချိန်ဆလှုပ်ဆောင်မှုတွေလည်းရှိမယ်လို့ထင်ပါတယ်တဲ့လက်ရှိအခင်းချင်းကတော့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့နိုင်ငံရေးအရစီရေးအရဒိုက်ရိုက်ချိတ်ဆက်မှုအားနည်းတဲ့အင်အားစုတွေမှာထင်မှတ်မထားတဲ့စီရေးနိုင်ငံရေး PR တွေကြုံတွေ့နေရတာဖြစ်ပါတယ်တဲ့အထူးသဖြင့် PR လို့ပြောတဲ့နေရာမှာတရုတ်နိုင်ငံရဲ့နိုင်ငံသားရေးသဘောသဘောထားရလဒ်ကထွက်လာတဲ့ PR တွေကိုပြောနိုင်ပါတယ် ဒါတွေကိုကျွန်တော်တို့လစ်လို့ရှုလို့မရပါဘူးလေဒါကိုမဟာဗျူဟာအပြောင်းလဲအနေနဲ့ရှုမြင်ပြီးတော်လန်ရေးအတွက်ဘေးအတွက်ဆိုးကျိုးမကြီးမောင်းဘယ်လိုလုပ်မလဲဆိုတာစဉ်းစားကြဖို့ဖြစ်ပါတယ်ဆိုရင်ဒူဝါလက်ရှိလာပြောတယ်ခမစဉ်းစားကြည့်ခမစဉ်းစားကြည့်ဇော်ဝေဆိုးတို့တာသမီတွေပတ်စဲလို့ဆိုရင်သူညမဟိုမှာဟိုနင်းမှာကျွန်တော်တို့အမေရိကမှာနေတိုင်းကလပ်တက်တယ်နေတိုင်းကလပ်တက်တယ်အိမ်ကြီးကိုဒေါ်လာတန်းချီပေးရတဲ့အိမ်ကြီးကိုကတ်ဒေါင်းပေးပြီးဝယ်တာလား အဲ့ဒါအခုနောက်ပိုင်းကသူတို့ကိုယ်တိုင်ကိုဖော်လာတော့ဘလို့မှညင်းလို့မရဘလို့မှလိန်လို့မရတော့ဖြစ်နေတာဖြစ်နေကျွန်တော်တို့ကပြောရအောင်တော့ဒီ PDL လေးတွေတနာတယ်အလိန်ခံတာရတာဒီကလေးဒါပေမဲ့တော်တော်များများလည်းအခုတိလို့ထပ်ပြေးကုန်ကြပါပြီနော်အဲ့မှာကျွန်တော်ဆက်ပြဖတ်ပြမယ်အညူကြီး PDL တွေနဲ့ EU တွေအားတဲ့ကြားဖြန့်ကိုတိန်နှင်းပါမယ်လို့တရုတ်နိုင်ငံကိုတိုင်တယ်ပြီးမြို့ဆသိန်းနဲ့မြောက်ပိုင်းလက်နက်ငယ်သုံးဘွဲတစ်တုံညာနှစ်ခုစစ်စင်ရေးမစတင်ခင်မှာမြန်မာမျိုးတွေကိုတိမ့်ပိုက်တာမရှိပဲလက်နက်ငွေကြေးအင်အားအခိုင်အမာနဲ့ ရုတ်တရက်လှုပ်ရှားတဲ့ MNDAA TNL လေးနဲ့ A တို့ရဲ့တရုတ်နိုင်ငံကိုတိုင်တယ်လှုပ်ရှားတဲ့မျိုးသိန်းတိုက်ပွဲဖြစ်စဉ်နေနောက်ပိုင်းမှာမျိုးသိန်းတိုက်ပွဲအများစုအောင်မြင်မှုစတင်ခဲ့ရတာပါတဲ့လက်ရှိကာလမှာတော့တက်မတော်က MNDAA TNL လေးနဲ့ AA တို့ကိုစက်တင်ဘာ2ရက်မှာအကြမ်းဖက်သတ်မှတ်ပြီးဒီအကြမ်းဖက်မှုတွေခြေမုံတော့မှာမို့လို့လူတို့ကိုရှောင်တိန်မှာလို့သတိပေးပြီးတံပြန်ထိုးစစ်စတင်ခဲ့တယ်လို့မြန်မာအစိုးရကအကြမ်းဖက်သတ်မှတ်ထားတဲ့ MNDAA ခေါင်းဆောင်ဖုန်တာရှင်ကိုတရုတ်စိုးရကအော်တိုဘာလကုန်ပိုင်းမှာဖမ်းဆီးလိုက်တယ်လို့သတင်းထွက်ပေါ်လာတာသတင်းထွက်ပေါ်လာတယ် နိုဝင်ဘာလစာမိုင်းမှာ SSC ဥက္ကဋ္ဌကိုမာမဲကောင်အစည်းအဝေးဖိတ်ကြားပြီးနိုင်ငံတော်အဆင့်ကြိုဆိုလိုက်တဲ့အပြင်မြန်မာပြည်နဲ့ထိစပ်နေပြီး BRI စီမံကိန်းနဲ့တရုတ်စီမံကိန်းအားလုံးအတွက်အရေးကြီးတဲ့ယူနန်ပြည်နယ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးပေးပြီးတရုတ်ဝန်ကြီးချုပ်ကလည်းတွေ့ဆုံပေးခဲ့ရတဲ့မဟာမဲကောင်ဒေသကတဦးတည်းသောဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။တရုတ်နိုင်ငံကိုအခြေပြုပြီးမနိုင်ငံအကျိုးစီးပွားပြက်စီးအောင်လှုပ်ဆောင်နေမှုတွေကိုလက်သင့်ခံမှမဟုတ်ကြောင်းတရုတ်နဲ့မြန်မာနယ်စပ်ဂိတ်တွေတင်းထားတဲ့ KNU, TNL, MNDAA တို့ကိုအတိအကျရည်ရွယ်တဲ့နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ နိုင်ငံအစိုးရအောက်မှာပဲရှိရမှာဖြစ်ပြီးနှစ်နိုင်ငံအစိုးရတွေကအပြည့်အဝစီမံခန့်ခွဲနိုင်ဖို့အဓိကဆက်လက်လှုပ်ဆောင်မယ်ဆိုပြီးတော့တရုတ်ဝန်ကြီးချုပ်လီချန်းက SSC ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကိုဂရီပေးခဲ့တယ်တဲ့အဲ့ဒီနောက်ပိုင်းအေအေခေါင်းဆောင်တချို့အဖမ်းခံရတယ်လို့အတည်ပြုလို့မရသေးတဲ့သတင်းတွေထွက်လာခဲ့တယ်လို့နိုဝင်ဘာ25မှာတစ်တုံညာနှစ်ခုစစ်စင်ရေးစတင်ခဲ့တဲ့ DNL ကလည်းစစ်စင်ရေးတင်းမှမူပြီးကတွေကိုအပီးသက်ဖို့ညှိနှိုင်းဆွေးနွေးကြတယ်လို့တောင်းဆိုစာထုတ်လာခဲ့ကြပါတယ်။ဒါကြောင့်မလို့ duology လာတရုတ်နိုင်ငံရဲ့ PR တွေလို့ပြောခဲ့တာတည်ကြတယ်တဲ့။ ဆောင်းမဆရာဒီလိုရေးထားတယ်အဲ့တော့ပြောရလို့ရှိရင်ဒီမှာကဗျာကျွန်တော်ဒီဒီစားအရန်ရှိတယ်အများကြီးသိမဖတ်တော့ထားတော့အဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေထားမှာ NUG ကကြောင်ပြောက်သွားပြီကြောင်ပြောက်နေပြီကြောင်ပြောက်နေတဲ့အခါကျတော့သူ့အနေနဲ့ဟလာဟိုလူလက်ညိုတို့ဒီလူလက်ညိုတို့ထိုးမယ်တကယ်ကပြောရလို့ရှိရင်ဒီကောင်တွေရဲ့တော်လန်ရေးအချိန်တက်ဆုံးအချိန်ကိုပြပါဆိုရင်2023 2023ကဒီကောင်တွေအတွက်အမြင့်ဆုံးပဲ ကျွန်တော်တို့ဟလာ physics သင်မှုတဲ့လူတွေဆိုသိလိမ့်မယ်ခမကဲလုံးတစ်လုံးကို level လှမ်းပြလိုက်ကဲလုံးတစ်လုံးကို level လှမ်းပြလိုက်လို့ရှိရင်အဲ့ကဲလုံးဟာအမြင့်ဆုံးနေရာကိုတက်သွားမယ်ခမပြစ်လိုက်တဲ့အာအကုံလုံးအမြင့်ဆုံးနေရာကိုတက်သွားမယ်ဒါပေမဲ့အမြင့်ဆုံးနေရာရောက်သွားရင်အဲ့ကဲလုံးကတန့်သွားတယ်တန့်သွားတယ်နော်တန့်သွားပြီးတော့မှအဲ့ကောင်အောက်ကိုပြန်ကျတယ်အခုလက်ရှိအနေထားမှာကအန်ယူဂျီအုပ်စုကတန့်တဲ့အချိန်ကြီးရောက်သွားတယ်အဲ့တော့2025အစပြီးအန်ယူဂျီကဒေါင်းဝက်ဖြစ်သွားပြီ နော်ဒါမှမဟုတ်အောက်ကိုအောက်ကိုကြောက်ဖို့ပဲရှိတော့တယ်ဘယ်လို့မတက်နိုင်တဲ့အကြောင်းမရှိတော့ခင်ဗျာသူတို့ရဲ့အချက်လက်တွေအားလုံးခင်ဗျာသတိထားကြည့်ဟာသူတို့တွေဘယ်မျိုးအသိနဲ့ညာမျိုးအသိနဲ့ဆိုသိနေဆိုတဲ့စဒီနေ့တက်ပြီနောက်နေ့ကြလို့ရှိရင်တက်ကပြန်ကင်လိုက်တာပဲဘယ်တော့မှအုပ်ချုပ်နိုင်တယ်ဆိုတာမရှိဘူး